2019ခုနှစ်ရွေးကောက်ပွဲမှာတော့ကပါဝင်ရှင်ပြိုင်ခဲ့ပြီးရှုံးနိမ့်ခဲ့ပေမဲ့အခုလာမယ့်ရွေးကောက်ပွဲမှာလွတ်တော်အမတ်လောင်အဖြစ်ဝင်ရောက်ရှင်ပြိုင်တော့မယ့်တရုတ်ဆောင်ထက်ထချွန်မင်္ဂလာပါပရိသတ်ကြီးရှင်အနုပညာလောကတွေကလည်းနိုင်ငံရေးလောကတွေကိုဝင်ရောက်သွားသူတွေထဲမှာထထထုံလဲတယောက်အပါဝင်ဖြစ်လာခဲ့ပါတယ်တယောက်ဆောင်ထထထုံက Miss Universe မြန်မာအလှမယ်လဲဖြစ်ခဲ့သလိုအခုလက်ရှိမှာလည်းတယောက်ဆောင်တယောက်အနေနဲ့ရပ်တည်နေသူတယောက်ဖြစ်ပါတယ် စီးပွားရေးလောကမှာလည်းအောင်မြင်နေတဲ့ထထထွန်းကနိုင်ငံရေးကိုစိတ်ဝင်စားလို့မကြတော့တဲ့ကာလအတွင်းမှာရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်ဒီရပိုင်းအတွင်းမှာတထက်ထွန်းကိုဒေါက်တာတသက်ခိုင်ရဲ့ PPP ပါတီမှာပါတီဝင်ဝတ်ဆောင်တဲ့အတူမြင်တွေ့နေရပြီးပါတီရုံးခွဲဖွင့်ပွဲမှာလည်းတက်ရောက်လာခဲ့ကောင်တထက်ထွန်းလိုနာမည်ကြီးတရုတ်ဆောင်မင်းသမီးတယောက်ကိုလည်းနိုင်ငံရေးအတိုင်းဝိုင်းကစိတ်ဝင်တစားစောင့်ကြည့်လာကြတာဖြစ်ပါတယ်။ PPP ပါတီရဲ့ပါတီရုံးခွဲဖွင့်ပွဲမှာထထထွန်းတဲ့အတူ တွဲပြီးတွေ့ရတာကတော့မင်းနခွမင်းသားလို့နာမည်ကြီးတဲ့နေလင်းရှိန်ပဲဖြစ်ပါတယ်။အမတီဗီ4ကနေအောင်မြင်လာခဲ့တဲ့နေလင်းရှင်ကပြည်သူတွေရဲ့အကျိုးကိုတည်ပိုးဖို့အတွက်ကိုယ်စလဲလောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ကျင်းပေါ်ဇလန်ထွေးထဲမှာကိုကိုငယ်အဖြစ်လူကြိုက်များခဲ့သလိုနိုင်ငံရေးလောကထဲမှာလည်းအောင်မြင်ဖို့အတွက်စူးစမ်းနေတာပဲဖြစ်ပါတယ်။ ထထထွန်းရဲ့ရီမန်ချက်ကလည်းရုပ်ရှင်မင်းသမီးတယောက်မဟုတ်ဘဲသူ့ရဲ့ပန်းတိုင်ကနိုင်ငံရေးလောကမှာအောင်ပြင်းကျင်းနာဖြစ်တယ်လို့လည်းသိရပါတယ်ပြည်သူတွေကအားပေးထောက်ခံပြီးလေးလေးစားစားဆက်ဆံတာကိုလိုချင်တာကြောင့်နိုင်ငံရေးလောကကို ဝင်လာခဲ့တာဖြစ်တယ်လို့လည်းပြောပါရယ်။လူငယ်တယောက်ဖြစ်လို့လူကြီးတွေနဲ့မတူညီတဲ့အမြင်တွေရှိမယ်လို့ယုံကြည်ထားကြပြီးအနာဂတ်မှာနိုင်ငံကိုဦးဆောင်ကျင်းတာကတော့ထထထုံရဲ့စိတ်ကူးဖြစ်တယ်လို့လည်းဆိုပါရယ်။ ထထထွန်းဟာ2019ခုနှစ်တုန်းကလည်းရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ဘူးသူဖြစ်ပြီးသူ့ကိုမဲပေးဖို့အတွက်မဲဆွဲခဲ့ကောင်ဘလို့ရောင်တွေကိုလှုပ်ပေးမယ်ဆိုတဲ့အကြောင်းကိုလည်းပြောဆိုခဲ့ပူပါတယ်။ဒါပေမဲ့ထထထွန်းကိုမဲပေးမဲ့သူကမရှိသလောက်နေပါခဲ့လို့ရှုံးနေသွားခဲ့ရဘူးလားလဲဖြစ်ပါတယ်။ 2019ခုနှစ်မှာမဲရှုံးခဲ့ဖူးပင်မဲ့ထထထုံးက2025ခုနှစ်မှာလည်းမတူညီတဲ့ပုံစံနဲ့ကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်တော့မှာဖြစ်ပြီးဒီနှစ်မှာတော့သူမကတေချာပေါက်နိုင်လိမ့်မယ်လို့မျှော်လင့်နေတာလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့ထထထုံးကလွတ်တော်ကိုယ်စားလှယ်လောင်းတွေတည်တည်တဲ့အရာတွေကိုလေ့လာနေပြီးသူရဲ့ရည်မှန်းချက်ကတော့တမလာကြီးဖြစ်တဲ့အထိအောင်မြင်ချင်တာဖြစ်တယ်လို့လည်းဆိုပါတယ်။ သူမရဲ့မိဘတွေကလည်းတထက်ထွန်းကိုတမတာကြီးဖြစ်စေခြင်းနေကြပြီးမိဘတွေဖြစ်စေခြင်းနဲ့ဆန္ဒကိုဖြစ်အောင်ကြိုးစားဖို့အတွက်ယုံကြည်ချက်တွေရှိနေတယ်လို့လည်းဆိုပါတယ်။နိုင်ငံရေးလောကတွေကိုဝင်ရောက်တော့မှဖြစ်လို့ဝေဖန်သူတွေရှိနေပေမဲ့သူမကတော့ဘာကိုမှမမှုပဲရှေ့ဆက်ပြီးတော့လှုပ်ဆောင်ရှားရှိတာတွေကိုဆက်လက်လှုပ်ဆောင်သွားမှဖြစ်တယ်လို့လည်းဆိုပါတယ်။ အခုနှစ်မှာတော့နေမိုင်းဆိုင်ရာအကြောင်းအရာတွေနဲ့ပတ်သက်ပြီး online ကနေဖြန့်ဝေနေတဲ့ VV Chan ကလည်းရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှာဖြစ်လို့ဒီနှစ်ရဲ့ရွေးကောက်ပွဲမှာမထင်ထားတဲ့သူတွေဝင်ပြိုင်နေကြတာလည်းဖြစ်ပါတယ်။အနုပညာလောကမှာနေရာတနေရာရပြီးအောင်မြင်ခဲ့ပြီးတဲ့နောက်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်တော့မဲ့ထထထုံအပေါ်ကိုအားလုံးရဲ့ထင်မြင်ချက်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။